လို့အားလုံးမင်္ဂလာပါရှမ်းမြေကရှင်ရကြိုဆိုပါရစေရှမ်းမြေဒီနေ့တန်ရက်စကိုင်းရခိုင်ငပိကျက်ရခိုင်ငားငပိကျက်ချက်ပါမယ်ရှမ်းမြေဒီမှာအင်းတော့ငားခုံနီတွေပေးထားတော့ငါတင်ထားတဲ့ငားလေးတွေပေါ့နော်ငားကိုဒီငားကို250ဂရမ်သုံးထားပါတယ်ငမြေရှင်မှာစားစနွင့်နေပြီးတော့ တိမ်ထားတာပါအခဲတွေအထုတ်ထားတယ်ပေါ့နော် ရေခဲပြောင်းအောင်ထားပါမယ်ရေခဲပြောင်းအောင်ထားပြီးတော့ခုရှက်ပါမယ်အဲ့ဒါငါ250ဂရမ်မှာတန်ရဲစတိုင်ရှက်မှာပါငါငပီချက်ရခိုင်ရခိုင်ငါငပီချက်ပေါ့နော်ငရုတ်ကြီးစိမ့်ကရှမ်းပြည်ရငရုတ်ကြီးစိမ့်ကတော့100ဂရမ်မှာထောင်းမိသားငရုတ်ကြီးစိမ့်100ဂရမ်မှာ ချမ်းမြေငားမှာတော့စနွေးနဲ့ထားပြီးသားပါဒါပေမဲ့စနွေးနည်းနည်းလေးထပ်ထည့်ပါမယ်အယောင်လူအယောင်လေးလိုချင်လို့ပါပြီးတော့စားစားကတော့စားစနွေးနဲ့ပြီးသားဆိုတော့လေစားကပါပြီးသားငပိရလည်းနည်းနည်းစားနိုင်တယ်ဆိုတော့ချမ်းမြေစားတော့လည်းစားထည့်ပါတယ်ပြီးရင်စားမြေမှာပါစားမြေပြီးမှထည့်ပါမယ်ကိုချက်တဲ့ငားအနေအများငရုတ်ဒီအနေအများပုံမူတည်ပြီးတော့ထည့်ပါချမ်းမြေက ဒီမှာငါ250ဂရမ်ငရုတ်တိစိမ်းက100ဂရမ်ပြီးတော့အရန်ဆက်တဲ့ငရုတ်တိမို့လို့ဖြန်းပြီးစိမ်းစားငပီကို၄စုံထည့်ပါမယ်ပြီးတော့စိမ်းစားမယ်ငပီကတော့၅စုံပါလို့ဖြန်းပြီးယူရတာထည့်ပြီးတော့၅စုံပြောမိတာကတော့၄စုံဖြစ်နေတော့အဲ့ပြီးတော့ဖြန်းပြီးမကြီးတီး မကြီးသည့်အမဲကမကြီးသည့်မဲအရန်ရှင်တယ်ရှမ်းပြည်ဒီလိုတစုံမောက်မောက်ထက်မယ်ပြီးမှအပေါ့အရှင်ကိုကြီးရမယ်ကြီးပြီးမှထပ်ထည့်မှာပါနော်အဲ့ဒါဆိုတော့ခါရှမ်းပြည်ဒါလေးဒီလိုလေးနည်းနည်းလေးမှုလိုက်ပါမယ်မှုပြီးလို့ရှိရင်ရိုးရိုးရေးအေးလေးထည့်ပြီးတော့ချက်လို့ရပါတယ်ဒါပေမဲ့ရှမ်းပြည်ကမျိုး ချမ်းမြေကအများဖြင့်တော့ရင်းနှီးနဲ့ရှက်တာများပါတယ်မြင်းမြင်းစူအောင်လို့ဆိုပြီးတော့ချမ်းမြေကူလည်းရင်းနှီးစူပြီးသားထည့်ပါမယ်ချမ်းမြေဒီမှာရင်းနှီးစူပြီးသားလေးကိုကိုလိုချင်တဲ့အရေးအနည်းများပေါ်မူတည်ပြီးတော့ထည့်ပါချမ်းမြေကအရေးနည်းနည်းပဲထည့်ပါမယ်ငားမြုပ်တဲ့အထိငားမြုပ်ရအောင်ကလေးပါဆိုရခိုင်ကပိချက်ကရခိုင်ငားကပိချက်ကလေးပြည့်ပြည့်ကလေးရှက်တာကြဲကြဲရှက်တာမဟုတ် ငရုတ်ကြီးအများကြီးနဲ့ပြပြခလေးရှက်ပါအဲ့လိုမှစားလို့ကောင်းတယ်လူတွေမှာဆိုလို့ရှိရင်ပြပြခလေးရှက်ပြီးတော့စားတာဒါဟုတ်အကုန်လုံးရောပြီးပြီဆိုတော့ရှမ်းပြီးအောင်းလေးအုပ်ပြီးတော့ရှက်ပါမယ်ဟိုလုံးဝဆူပြီးတော့နည်းနည်းလေးကြာမှအဖုံးဖွင့်ပါပါလို့သူကအဖုံးကိုဆူရနဲ့ဖွင့်လိုက်လို့ရှိရင်ငရုတ်ကြီးအစိမ့်စော်နံပါတယ်လို့အဲ့လိုဆိုတော့ချမ်းမီက7 minutes 15 minutes လောက်ရှက်ပြီးမှအဖုံးဖွင့်ပါပါ အဲ့ဒါမှငရုတ်ဒီအစိမ့်နဲ့ပျောက်ပါတယ်လို့ငရုတ်ဒီစိမ့်အစိမ့်ဆိုနံလို့ရှိရင်စလို့မကောင်းပါဘူးနော်ငရုတ်ဒီအချောင်းနဲ့လည်းချက်စလို့ရပါတယ်ရှင်ကဲ15မိနစ်လောက်ချက်ပြီးပြီဆိုတော့ငရုတ်ဒီအစိမ့်နံလေးလည်းပျောက်သွားပါပြီလို့မပိချက်ကလေးကဒီလိုအနေထားလေးရသွားပါပြီငါမင်းဆိုတော့ငါလည်းကြက်ပါပြီငရုတ်ဒီရပါလေလည်းအကုန်ကြက်ပါပြီ ဒီလိုပြစ်ပြစ်ကလေးနော်အမေကတန်းထဲမှာဆိုလို့ရှိရင်မယုတ်သီးငါ့ကိုရခိုင်ငပိရေချက်ဆိုင်အဲ့လိုပြစ်ပြစ်ကလေးအဲ့ဒီပြစ်ပြစ်ကလေးကိုမတို့စရာနဲ့ရှင်မောင်ခင်းလေးနဲ့ရှင်မောင်ခင်းပြစ်ပြစ်ကလေးနဲ့ရွှေရွှေလေးရှက်အလုံးပတိ ရှင်ကြိုက်လို့ရှိရင်တော့အရှင်မြမြအရှင်နဲ့နဲ့ပို့ထည့်လို့ရပါတယ်ဆန်ပြေတော့ရပြီအကုန်လုံးကွက်တည်ပါဒါဆိုဆန်ပြေနဲ့နည်းနည်းလေးအုပ်ပါမယ်နော်ကြက်ပါပြီရှင်ပင်စိမ့်ရှိရင်ပင်စိမ့်ရောက်ပါပင်စိမ့်နဲ့ပို့ကောင်းပါတယ်အရေးကတော့ကိုစိတ်ကြိုက်ပါအရေးမြမြကြိုက်ရင်နည်းနည်းပို့ထည့်ပါဆန်ပြေကတော့ဒီအနေထားလေးပဲကြိုက်ပါတယ်အဲကြောင့်ဒီလောက်ပဲချက်ပါတယ်အပီလို့ရှိရင်ဆန်ပြေမီးပိတ်လိုက်ပါပြီဆန်ပြေပလေးတင်လေးပြင်းပြီးပြန်လာခဲ့ပါမယ်ရှင် ဖြစ်ပါပြီရှင်။ဒါရှမောင်ဟေးလေးနဲ့စာရင်အရင်လိုက်ခဲ့ပါတယ်လို့ရှင်းပြရတော့။ဒီနေစာရှမောင်ဟင်းကြော်ထားတာရှိပါတယ်ရှမောင်ကြော်လေးနဲ့ခီကယုံရေထီကယုံဝယ်ထားပါတယ်အဲ့ဒါလေးနဲ့တို့စားပါမယ်။ရှင်မောင်ကျော်နဲ့ရေထီကယုံနဲ့မြင့်နဲ့ ယ်ပလေးတင်လေးပြင်ပြီးသွားပြီဆိုတော့အိမ်ကဒုဒကူချက်စားပါချက်ကြည့်ပါလို့15မိနစ်ပဲကြာပါတယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကဲဒါတန်ရဲစတိုင်ငါရခိုင်ငပိကျဲရှက်လို့ပြီးပါပြီလို့အဲ့လိုဆိုတော့ရှမ်းမီကအခုညနေစာလေးကိုဒီမှာရှင်မောင်ကျော်လေးရယ် ငါးနှစ်ပြည့်ချက်ကလေးရဲ့ဒီမှာတို့စရာလေးပေါ့နော်ရေထီးကရုံရဲ့သခွားတီးရဲ့မြည်ရဲ့ပေါ့ဒါတော့မနေ့ကအဘူတုတ်အဘူတုတ်တုတ်တဲ့ဗီဒီယိုလေးတင်ထားပေးပါရစေအဲ့ဒီဗီဒီယိုမှာနေ့ကဟင်းကားရဲ့ကြံတာလေးကိုအခုညနေဟင်းကျိုတောက်ပါမယ်အဲ့ဒီဟင်းကားရဲ့နဲ့ညနေစာလေးပေါ့နော်ရှမ်းပြည်ပြည်ရှင်မှာဝင်ပြီးတော့လာရောက်အားပေးကြပါအောင်ရှင်စားကြပါအောင်ရှင်စားကြပါအောင်ရှင်ရခိုင်ငားငပိကျက်ကလေးနဲ့ပေါ့နော်